အလုံးမဲမင်္ဂလာပါရှင်။ချစ်စရာရေးသားတဲ့လောကရန်လာဟိဝင်းခဲလီကွဲနဲ့အတွေးပရိသာစာစုများထဲမှာပါဇက်နဲ့ရေးတဲ့ဝတ္ထုဆိုတဲ့စာစုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်။ပါဇက်နဲ့ရေးတဲ့ဝတ္ထုကျွန်တော်ဆရာမောင်သာရကရေးတဲ့ရင်ဝတ္ထုဖြစ်တယ်တဲ့။သူပြောသလိုရေးပြသွားတဲ့ဝတ္ထုတွေလည်းအများကြီးပါ။ကျွန်တော်အားကြမိတယ် ဆရာနဲ့အနီးကအတူတူအကြာကြီးနေခဲ့ရတော့လူတွေကြားကဇလန်းတွေရှာတဲ့နေ့ကိုလည်းတစိုက်တစ်ပိုင်းရခဲ့ပါရဲ့သူတို့ဘဝအကြောင်းသိချင်ရင် သူတို့နဲ့လက်ပုံးတည်းနေရတယ်ကွအင်တာဗျူးလုပ်တယ်လို့တောင်မင်းမြောင်မင်းမင်းနေလို့ကတော့သူတို့ကအကောင့်တွေကြီးရွေးပြောကြမှာပေါ့ဘသူကကိုအားနဲ့ချက်ကိုအတိုင်းသိပြီးသည့်ဖွင့်ဝန်းခံမှာတော့တရင်တနည်းနေမှဇရက်အဆိုးကောင်းတိလာရတာလို့ပြောဘူးတယ် ဆရာစကားနားထောင်ပြီး ကစားမလားနားမလားနာမည်နဲ့လေးအောင်ရင်ကစားသမားတယောက်အကြောင်းရေးလိုက်မဟဲ့ဆိုပြီးကစားဝိုင်းနဲ့တရင်တနည်းနေလာလိုက်တာပြင်းနဲ့ကျွန်တော်ပြင်းတာပြင်းတာရေးချင်စိတ်ကမကုန်လေတော့ဘာလုပ်လဲသိလားပါဇက်နဲ့ရေးတော့တာပဲညနေဆိုရက်ဆိုင်ကိုသွားတငယ်ချင်းနေနဲ့ထိုင်းပြီးကိုမရေးအားသေးတဲ့ဝတ္ထုတွေဆောင်းပါးတွေပြောတော့တာ တိခံပြီးနားထောင်ပေးတဲ့တငယ်ချင်းများကိုလည်းကျေးဇူးတင်ပါရဲ့နှစ်ပတ်လောက်တော့သွေးနွေးအောင် လုပ်ရသေးတာပေါ့ရင်ထဲစိတ်ထဲရှိသည်များဖွင့်ဟပြောတခါတခါအရှိန်တက်ရင်တက်တယ်လို့ငိုချလိုက်တာတောင်ပါသေးနဘေးဝိုင်းတွေကကြည့်ရင်ကျွန်တော်တို့ဝိုင်းလေးကအယူတွေလိုပဲရည်ချင်းအ ਾਇ ရပ ਾਇ ရငိုချင်းလဲအမနာတမ်းမဲကိုတော့ကြပြားဆရာမောင်တန်းပန်နဲ့နှစ်ယောက်သေးဆိုရင်တော့ ဝိုင်းလေးကဝိပဿနာသင်တန်းတစ်ခုလိုပကတိငြိမ်သက်တိတ်ဆိတ်လို့ကိုကလည်းကိုအတွေ့နဲ့ကို သူကလည်းသူရေးမဲ့ကြပြကိုတပွတ်တပွတ်နဲ့တူတူရွရွနေတော့တာတခါတခါတော့လေတငယ်ချင်းတွေကသူတို့လုပ်ငန်းခွင်အခက်အခဲတွေဖြေရှင်းကြတာထိုင်နှားထောင်ပေးရတာမျိုးလည်းရှိတဲ့ပေါ့လေမိမနဲ့တသမီးတွေကအိမ်မှာတောက်ဆဲနေတယ်လက်ဆောင်ရလာတဲ့ပလင်းတွေလည်းရှိနေတယ်လေ သူတို့ကကိုယ်စကားနားမထောင်ကြဘူးပလင်းနဲ့အမီလှုပ်ပေးပြီးသူတို့ဟာသူတို့စီးပွားရေးတွေကိုရီးယားကားတွေအကြောင်းရှာဖုံထအောင်ပြောကြတော့တာကိုကတော့အတန်တိတ်တော့ပွဲတပင်ကျင်းပါလို့ဘာအမှုပညာဘာစိတ်ခံစားမှုမှဖလဲလို့မရတကောင်ကြွက်အယဝိုင်းဟိုမာကသူတပြန်ကိုတပြန်ငင်းကုန်ဆွေးနွေးနှွေးထွေးမှုအပြည့်ပြီးတော့လူမန်းသူမန်းမသိအောင်တောက်တဲ့သူတရားမှမပအောင်ပါရင်လဲကျွန်တော်ပဲဖြစ်မယ် ပြောကောင်းဆိုကောင်းပြီးအတိုင်းတာရောက်တာနဲ့ပြန်ညတာစကားပြန်ကောက်ရရင် ကျွန်တော်ဖြတ်တန်းခဲ့တဲ့နှစ်40ကျော်တပင်ခီးကြီးမှာကိုကရေးစရာတွေးစရာအဖြစ်ပြက်တွေတပုံကြီးတော်တော်များများလဲရေးခဲ့ပြီးပါပြီအသက်ကလေးရလာတော့တချို့လဲပြောခဲ့ပြီးသားပေါ့အခုကျွန်တော်တပုတ်ပြောပြခြင်းနဲ့ပြန်တွေးတိုင်းရင်ထဲမချိလွန်းလို့ခုပြောရင်အခုပြန်ပြန်မြင်အောင်လာတာကိုတော့ဒီလိုဗျ ဒီဝိတုကိုကျွန်တော်ရေးပြရင်အုတ်လုံးလို့နာမည်ပေးမယ်စိတ်ကူးထားတယ်။တပင်လောကအခေါ်ဝအုတ်ဆိုတာကမိဘအကြီးကဲကိုခေါ်တဲ့ဗန်စကားလေလုံးဆိုတာကရွတ်တွတ်တာရိုးရိုးစိတ်ဖောက်ပြန်ရင်အလုံးလို့ခေါ်တယ်မိမပိုးတာကိုကြတော့ခွဲလုံးနဲ့မြေကွက်တို့အိမ်တို့စိတ်ကူးရင်တဲ့သူကိုပထဝီလုံးပြီလုံးစသဖြင့်ခေါ်လိရှိကြတယ်ကျွန်တော်အဖေကြတော့အဆောက်အအုံအကြောင်းပြောလွန်းလို့အခေယာလုံးနဲ့ ကွယ်ရမှာခေါ်ကြတာပြောချင်တာကကျွန်တော်တငယ်ချင်းလူရှင်တော်ဝေလိတို့အသားဖအကြောင်းမှာဝေလူတပင်လောကကအရွယ်ရှိတော့နားလိုက်ရတာကိုတချမ်းလေးဖြတ်သွားလို့အငိမ့်ကားစကားတွေပေါ်မှာနှစ်30ကျော်စီးလာရတာနေဘူးမဆောင်မိုးရမဆောင်ဆိုတော့အပူအေးအေးမမျှတာလဲပါတာပေါ့နေစုံသွားလာရတဲ့ဒဏ်လဲမကင်ဘူးလေဒီနေ့အပူပိုင်းနောက်နေ့ရှမ်းပြည်ဆိုလိုကိုနော်အဲ့ဒီရဲ့ ရှော့ခြေချင်းဝတ်မြုပ်တွေကိုကြော်ရင်သူ့အိမ်ကိုကျွန်တော်ရောက်သွားတော့အိယာထဲမှာပက်လက်ကလေးအနှိတ်ခံနေရင်ကျုပ်တော့တပင်ဝတ်ကြက်ပြီးထင်တာပါပဲတဲ့ကျွန်တော်ဆေးဖို့ပေးရင်ဆေးထိုးဆေးလိမ့်ပေါ့ကွာမိဟန်ကလေးဖျန်းတဲ့ဆက်မှာတိတ်ဘူးစရာမရှိပါဘူးလို့အားပေးတော့ကိုကြီးမသိဘူးနော်ကျုပ်မိမကအိမ်ကိစ္စကလွှဲရင်အပြင်ဘာမှမလုပ်တတ်ဘူးဗျတမိနဲ့ကျုံနဲ့ရှာကျွေးနေရတာ မီးစချုပ်တာကလည်းပညာအသင်ပါသင်ဆိုတော့သိမ့်မရအောင်ကျုပ်ဒီလိုဖြစ်လို့သူ့အလုပ်ဆရာစီကျုံငွေတောင်းတော့လဲမပေးခြင်းပေးခြင်းနဲ့သူ့တမီးလေးကအပြူပေါ်ဝင်စားလေပါစာဝတ်နေအတွက်ចောင်းကငါးတန်းနဲ့နှုတ်ပြီးစချုပ်တင်နေတာချုပ်သားလဲရင်တအိမ်လုံးထမင်းအိုး꿰ပြီဗျာတဲ့ဒါနဲ့ကျွန်တော်ကသူ့အာယုံမှပြောင်းပြောင်းဆိုပြီးမိဟာမင်းရောဇာတာခွင်လေးပြတ်မကြည့်မိဘူးလားဆိုတော့ အဲ့ဒီတုန်းကတော့ဖြေမရတဲ့အမကြီးတခုကျူးလွန်မိလိုက်တယ်ဆိုတာမသိခဲ့ရအမှန်ပါ သူကတေကင်းရှိပေမဲ့နည်းနည်းတော့ခံရမှာဗျဒါကြောင့်အိတ်ရပြောင်းအိတ်နေရတာတဲ့ဝေလူဘေဒင်ဝါသနာကြီးတဲ့ကောင်သူတွေ့မပေးဘူးတဲ့တပင်တဲ့မရှိတဲ့လောက်ပဲမင်းနေကောက်လာရင် ကိုမိသားစုကကြမှာလေးပါလေးပြန်တွေ့ကြည့်ပေါ့ဟာရှောင်းတနာရှောင်းရတာပေါ့ဆိုပြီးမိမိပြပြပြန်လာခဲ့ပါတယ် သုံးလလောက်ရှိတော့ဝေလူကျွန်တော်အိမ်ကိုစိုက်ကားနဲ့ရောက်လာတယ်။တန်တန်ကြီးမဟုတ်ပေမဲ့ထူးထူးထောင်ထောင်ဖြစ်စပြုတ်နေပါပြီ။တောင်ဝင်းကူတော့ယူနေရတော့သူဝင်ထိုင်လိုက်ရင်ကနောင်တော်ကြီးရေကျုပ်ဇက်ဆရာကကျုပ်ကိုတနစ်နားပါအောင်နဲ့တန်တန်မမဖြစ်မှပြန်ကတာပေါ့တဲ့။ငွေချံကိုလည်းဒီတိုင်းထားလိုက်ပါမယ်တဲ့ဗျ။မင်းကလက်ခံလိုက်တာပေါ့ဆိုတော့ကျွန်တော်အမေကိုလက်ကပြပြီးပြုံးဖြည်းဖြည်းကြီးနဲ့ နောင်တော်ကြီးအိမ်ကိုလာတော့ကပြောသွားတာလေမင်းမိသားစုကိုလည်းတွေ့ကြည့်ပါအောင်လားဆိုလို့ကျို့ဇာတာတွေတောင်းပြီးတွေ့ကြည့်တာနောင်တော်ကြီးရေတမိကအချွန်ဆုံးဖြစ်နေတာအဲ့ဒါနဲ့တေချာတွက်လိုက်တော့ကျို့တမိကအဓိပတိဗျာကျုံမသွားတာကဆက်ချုပ်တင်လိုက်မိတာပဲတကယ်ဆိုအင်္ဂါဓိပတိကအနှစ်ပညာမှာထဲပြီဗျအဲ့ဒါကြောင့်ကျုပ်ကြံငွေလဲဆက်နိုင်အောင် ကလေးလဲတို့တက်အောင်ဆိုပြီးဟဲဟဲကို့ငွေကြံလေးနဲ့ ကလေးရဲ့နှစ်ကြီးသုံးငွေပေါင်းပြီးသမီးကိုရိမ့်သမထက်လိုက်တယ်လေသူ့မဟာဘုံမှာပညာအထွန်းကိုဗျဆက်ဆိုတာကရောအင်္ဂါနံမဟုတ်ဘူးလားကွာလို့မေးကြင်ပေမဲ့သူ့မိသားစုဘဝကို သူ့နီးနဲ့သူအဆင်ချောအောင်လောက်ရရှာတဲ့သူ့ကိုကျွန်တော်ဘာမှစောရကမတည့်ရခဲ့ပါဘူးအလုံးရှင်ဆိုတဲ့သူကဝေလူငွေလည်းမဆုံးအောင် သူ့အဖွဲထဲမှာလည်းအသက်အရွယ်ကောင်းရင်းတယောက် ပေါ်ပေါ်ပဲပဲနဲ့ရအောင်ကတ်ရိုက်လိုက်တာကိုတော့ကျွန်တော်သိနေတာအမှန်ပါနောက်တလားလောက်တီလုံးတိုက်တဲ့ရာသီရောက်တော့သမီးလေးလက်ဆွဲပြီးကျွန်တော်အငိမ့်ရှိရရောက်လာပြန်ပါယောနောင်တော်ကြီးတွေ့လားကျုပ်နွဲခုဘလတ်ကြီးဇာကြီးတဲမယ်စတိတ်ရှိုးတပုတ်နဲ့ဒန်ဆာကနေရပြီသမီးကငကိုကလေးကဇရှိပြီးသားပြဿတ်ထဲမှာလဲစကင်းကထားမှာတဲ့ သူ့ကိုဆွဲတော်သားငကားရောက်ထုပြီးလက်ဆွတ်လုပ်ပေးထားသည်ဗျာအိမ်မာလည်းသူ့အတွက်နှင်းစီဆယ်ဝင်ဖျားလူပေးထားတယ်ကျုပ်နှွဲကောင်းဆောင်ဖြစ်ကိုဖျက်ရမယ်ဗျအဲ့ဒီစကားကကျွန်တော်မှမဟုတ်ဘူးတွေ့သည်မအပေါင်းအသင်းတွေကိုအကုန်ပြောနေတာကြာတော့သူလာရင်နှွဲလုံးကြီးလာပြီလို့ပြောရတဲ့ထိကျွန်တော်တို့လည်းသားသမီးကိုယူပါတယ်သူ့လောက်တော့မလွန်ခဲ့ဘူးပေါ့တစ်ဖက်ကပြန်ကြည့်ရင်လည်းအာကိုနေနေတဲ့သူတို့မိသားစုမှာ ီကလေးလေးအောင်မြင်သွားရင်မိသားစုဘဝလေးတာတောင့်တာယာရှိမှာပဲဆိုပြီးစာနာမှုနဲ့ခွန့်လွတ်ပြုံးမယ်ပြုံးပြခဲ့ကြတာပါ။ဘာတွေကြည့်လို့ပေါင်းဗျာကျုပ်တို့ဒုက္ခပါပဲ။ဟာစိန်ဘွားဘာဖြစ်လာတော့ဟ။ပွဲလိုင်လိုင်ကနေရတဲ့တပူတွေညတညမှာအငိမ့်ထောင်ကလေးရဲ့စကားကြောင့်အမောတကောမေးလိုက်တော့နှဲ့လုံးကြီးပေါ့ဗျာ။နေ့လေကအင်ကိုလာပြီးသူ့သမီးကိုခေါင်းဆောင်ခေါ်မလားတဲ့။စပေါ်မြူဘူး ညာကြီးလည်းကြိုက်တယ်လို့ပဲတဲ့ဇာထဲမှာကမင်းသမီးအတွက်နေရာရှားတယ်တဲ့အငိမ်ခေါင်းဆောင်ဆိုရင်တန်ငင်းနဲ့လူတိတာတဲ့သူ့သမီးကခေါင်းဆောင်ဖြစ်ကိုဖြစ်မှာတဲ့သူများအငိမ်က ခေါ်လိုက်မှ မှားလေခြင်းဆိုတာမဖြစ်အောင်လို့လာပြောတာတဲ့ကျုပ်လည်းဒွေးနဲ့တိုင်မြုံမယ်ဆိုပြီးချွေးသိပ်လွတ်လိုက်ရတယ်ဝေလူရဲ့ပညာသင်ကိုပညာရှင်ဖြစ်စေခြင်းနဲ့မင့်စိတ်တဲ့ဟာစာဝတ်နေရေးထက် ပြင်းပြတဲ့ဖခင်ရဲ့ချက်ချင်းပဲဖြစ်ပါစေတော့ကွာ။ဘာတွေဘာတွေစင်ကိုင်းလုံးမှာဇကားမောက်လို့တဲ့ရွှေတန်ရောစင်နဲ့ဘာကွာရွှေတန်ရောစင်ဟုတ်လားဘလို့ဖြစ်ပြီ။ဇကားမောက်တဲ့သူကမူးနေတာရှေ့ကားကလမ်းကျင်းလို့လမ်းမပေးတာကိုစိတ်တူပြီးကြော်တက်တော့ရင်ဆိုင်ကကားနဲ့တွေ့ပြီးဘေးဆွဲချတာ။ဆရာတိုင်းမနိုင်မဲတစောင်းကြီးလဲပြီးဝါသုံးပြန်လောက်တရွဆွဲမောက်သွားတာ။အဲ့ဒီဇကားဝေလူသမီးပါတဲ့ဇက်လူလူတွေရော လုံးလုံးစင်သုံးယောက်ဆုံးသွားပြီးစိတ်ကန်ဆဲယုံမယ်။ကလေးမလေးတစ်ယောက်ကတော့ကြောက်စဲစဲယုံပို့ထားရတယ်။အဲ့ဒီအချိန်ကဘာကူညီကားမှမရှိသေးတော့တငယ်ချင်းရဲ့ကားကိုကူညီတောင်းပြီး အသက်ရှင်နေသေးတဲ့ကလေးမလေးရှိရာကြောက်စဲစဲယုံကိုလိုက်ခဲ့ကြတယ်။ကရင်ဘေးမှာငုံငုံငိုင်ငိုင်ကြီးရက်နေတဲ့ဝေလူကိုမြင်ကလေးကကျွန်တော်ရင်တွေဆို့လာတယ်။ဝေလူကျွန်တော်ရှိရာကိုပြေးလာ ကျွန်တော်လက်မောင်းကိုတင်းတင်းဆော့ရင်နှောင်တော်ကြီးကဲပေါင်းများ တမီးခုတည်းတရီမရသည်ဘူးဗျကဲပါဗျာဆိုပြီးသူ့တမီးလေးမျက်နှာလေးနာကပ်ပြီးတူ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 နဲ့ပြောနေတယ်။သိတ်မကြခင်မှာပဲဆေးရုံဝန်တန်းရောက်လာပြီ။သူကစင်ကင်မြို့နယ်မှာမတော်တဆမှုဖြစ်ခဲ့တာကြောင့်သူ့ကိုစင်ကင်ဆေးရုံပြန်ခေါ်သွားရမယ်ဆိုတာကြောင့်ပြန်ခေါ်ခဲ့ရပြန်ရောမရနိုင်တော့လို့လက်လွတ်လိုက်တာလည်းဖြစ်မှာပေါ့။ထင်းတဲ့အတိုင်းမှာပဲနေ့လေလောက်မှကလေးမလေးဆုံးသွားရပါတယ်။မျောလင့်ချက်တွေ့ စိတ်ကူးတွေပြတ်သုံးသွားလို့လားမသိဘူးအမေကငုံနေပေမဲ့ဝေလူက လုံးဝငြိမ်ငြိမ်ကြီးညနေ၄နာရီအတူပါချချိန်ရောက်တော့မန္တလေးကသပင်သပင်သမားတွေရောက်လာပြီးတုတ်တန်ကိုအပုတ်ကျွန်တော်တို့လူမျိုးထုံးစံနောက်မှသေးတဲ့သူကိုအရင်ချရမယ်ဆိုတော့ကလေးမလေးအလောင်းကရှေ့ဆုံးက သူ့နောက်ကကျန်တဲ့၃လောင်းစီတန်းပြီးစေယုံကလည်းထွဲရောတစ်ချိန်လုံးဘာမှမပြောတဲ့ဝေလူက သူ့သမီးခေါင်းရှိပြီးပြီး ငါသမီးခေါင်းဆောင်ဖြစ်ပြီကခေါင်းဆောင်ဖြစ်ပြီကျန်တဲ့လူတွေငါသမီးနောက်ကလိုက်ခဲ့ကြသမီးရေခေါင်းဆောင်ဖြစ်ပြီဟေးဆိုပြီးကနေတော့ကျန်တဲ့အရက်သားတွေတိမဆိုးလို့အချင်းချင်းတပင်ပန်းစကားနဲ့ပြောကြရတယ်လုံးကြပါအောင်ဟအုံလုံးသွားပြီထိညပါအောင်ဟအုံလုံးသွားပြီတဲ့ကျွန်တော်ဘယ်ပုံစံနဲ့ဝတ္ထုရေးရမလဲဗျာအလုံးကိုကျေးဇူးများတင်ပါတယ်ရှင်